TV ရန်ကုန်တိုင်းရဲ့နေ့စဉ်သတင်းစီစဉ်ကိုတင်ဆက်ပေးပါမယ်။ကျွန်တော်ကတော့စောလင်းထပ်ပါတင်ဆက်ပေးခြင်းနဲ့သတင်းကောင်းစနစ်ကတော့14ရက်အတွင်းထိုင်းနိုင်ငံကိုတရားမဝင်ရောက်သူမြန်မာ9000ကျော်ရှိခုထိုင်းအာဏာပိုင်တွေထုတ်ပြန်ဆိုသတင်းပခိုင်ပြည်နယ်အတွက် American Dollar 7ဒရမ5သန်းကူညီပေးရန်ကြားထားကြောင်း Mr. Sasakawa ပြောဆိုသတင်းနေ့စဉ်မိုးလေရောတာသတင်းပါဝင် နိုင်ငံတကာသတင်းတစ်ခုမှာတော့ဂီတရှာကိုလံဘီယာတွင်ဘိုးကြီးတစ်ဖြင့်အကြီးအကျယ်ရှည်လွှမ်းမှုမှုခံစားနေရဆိုတဲ့သတင်းအဆရှိရဲ့စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့14ရက်အတွင်းထိုင်းနိုင်ငံကိုတရားမဝင်ဝင်ရောက်သူ မြန်မာ9000ကျော်ရှိဟုထိုင်းအာဏာပိုင်တွေထုတ်ပြန်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။တရားမဝင်လုပ်သားများကိုအထောက်ထားမြပြုလုပ်ပေးမယ်ဆိုတဲ့သတင်းကြောင့်14ရက်အတွင်းထိုင်းနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်သူမြန်မာနိုင်ငံသား9000ကျော်ရှိတယ်လို့သိရပါတယ်။မြန်မာနိုင်ငံသားတွေဟာထိုင်းမြန်မာနယ်စပ်အပေါက်တွေကနေတဆင့်ထိုင်းနိုင်ငံထဲကိုအထောက်ထားမရှိဘဲနေတိုင်းဝင်ရောက်နေတာဖြစ်ပြီးလက်တလုံးမှာထိုင်းအာဏာပိုင်တွေက တရားဝင်လုပ်သားတွေကိုကာကွယ်ဆေးထိုးနှံပေးနေတယ်လို့သက်ဆိုင်ရာဒေတာအတွင်းနေထိုင်အလုပ်လုပ်ကန်နိုင်တဲ့တန်းအောင်ကန်တဲ့အထောက်အထားကတ်တွေပြုလုပ်ပေးမယ်ဆိုတဲ့သတင်းကြောင့်တရားဝင်ဝင်ရောက်လာသူတွေထပ်မံများပြားလာတယ်လို့သိရပါတယ်။ထိုင်းအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်အရ2021ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေ14ရက်နေ့အထိတရားဝင်ဝင်ရောက်လာသူ9000ကျော်ရှိတယ်လို့မြန်မာပြည်သားများအရေးပူရက်လှုပ်ရှားမှုကော်မတီဥက္ကဋ္ဌဦးမှုကျိုးကပြောပါတယ်။ ထိုင်းနိုင်ငံပြည်နယ်89ခုမှာပြန်နဲ့ရောက်ရှိနေကြတဲ့မြန်မာရွှေပြောင်းလူသား3.5ဆန်းလောက်ရှိပါတယ်။စားစရာအထောက်အထားရှိတာ1.8ဆန်းလောက်ပဲရှိပြီးတော့ကျန်တဲ့သူတွေကစားစရာအထောက်အထားမပြည့်စုံသူတွေအထောက်အထားမရှိသူတွေဖြစ်ပါတယ်။သူတို့ကိုထိုင်းဆိုရပန်းရောက်ကတ်လို့ခေါ်တဲ့မြို့တွေတခုမှာနေထိုင်လွတ်လပ်ကန်ကွယ်လက်ပတ်တွေအသက်ထုတ်ပေးမှာဖြစ်လို့ CIA လို့ခေါ်တဲ့ Certificate of Identity ဘသူဘဝဖြစ်ကြောင်းသက်သေကအထောက်အထားတွေလည်း ထပ်စပြီးထုတ်လုပ်ပေးပါဖြစ်တယ်လို့ကြေညာတဲ့အချိန်အစပြီးတော့ထိုင်းနိုင်ငံနေဆက်ဝင်ပေါက်10ခုလောက်ကနေပြီးတော့ထိုင်းနိုင်ငံထဲကိုမြန်မာနိုင်ငံဘက်ကနေတရားဝင်ဝင်ရောက်သူတွေတတိယတိုးပြားလာပြီးတော့ပြီးခဲ့တဲ့နိုဘာလ10ရက်နေ့ကနေနိုဘာလ14ရက်နေ့ထိစုပေါင်း9000ကျော်လောက်တရားဝင်ဝင်ရောက်တယ်ဆိုတဲ့ကြောင့်ထိုင်းနိုင်ငံရဲ့ပြည်တက်မလို့နေဆက်ရေးရာဦးစီးဌာနကနေသတင်းထုတ်ပြန်ထားပါတယ် ထိုင်းအစိုးရကလည်းသူ့နိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံသားတွေအားလုံးကို2021ခုနှစ်ဒီဇင်ဘာလမှာအပိသက်ကာကွယ်ဆေးထိုးပြီးတော့2022ခုနှစ်မှာနေဆက်ဂိတ်တွေကိုပြန်ဖွင့်ဖို့စီစဉ်ထားပါတယ်။ထိုင်းနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ထိုင်းနိုင်ငံကိုဝင်လာတဲ့တရားမဝင်မြန်မာနိုင်ငံသားတွေကိုဖမ်းဆီးတဲ့ရေတော်ဟာစက်တင်ဘာလအောက်တိုဘာလနဲ့ယခုလတွေမှာများပြားလာတာကြောင့်နေဆက်ဂိတ်တွေပြန်လည်ဖွင့်ခဲ့ရင်မြန်မာပါဝင်အိန္ဒိယနိုင်ငံတွေကတရားမဝင်အလို့သမားတွေ ို့ပြီးဝင်လာမှာကိုစိုးရိမ်နေကြတယ်လို့သိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆက်လက်ပြီးတော့ရခိုင်ပြည်နယ်အတွက်အမေရိကန်ဒေါ်လာ၈သရမ၅သန်းကူညီပေးရန်ရတာကြောင့်မစ္စတာဆာဆာကာဝါကပြောဆိုတဲ့နေမဖြစ်ပါတယ်ရခိုင်ပြည်နယ်မှာရှိတဲ့ဒုက္ခသည်စခန်းတွေကိုကူညီဖို့အမေရိကန်ဒေါ်လာ၈သရမ၅သန်းကိုရထားတယ်လို့နီဘွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်မြမငြိမ်းချမ်းရေးအကျိုးဆောင်တဦးလည်းဖြစ်တဲ့မစ္စတာဆာဆာကာဝါကပြောပါတယ်ရခိုင်ပြည်နယ်ကဒုက္ခသည်စခန်းတွေကို သူသွားရောက်လေ့လာတဲ့အချိန်မှာအဟာရချို့တက်တဲ့ကလေးငယ်တွေကိုမြေတွေးခဲ့ရသလိုပခိုင်ပြည်နယ်အတွင်းအခြေခံပညာမူလာတဲ့အဆင့်နဲ့အလဲတန်းအဆင့်ကျောင်းတွေကိုလှူဒန်းသွားမှာဖြစ်ပြီးဒါတွေအတွက် American Dollar 8သမ5သန်းကို ရှာထားတယ်လို့မနေ့ကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာဖြစ်ပါတယ်ဒီခိုင်ပြည်နယ်ပတ်သက်ပြီးတော့မှလည်း ADP စခန်းကိုကျွန်တော်ပေါ်မှာလေ့လာလိုက်ရှိပါတယ်။အခါရချုပ်တဲ့ ထိုးတက်လေရှိတဲ့ပုံစံတွေရှိတယ်ဆိုတော့ကျွန်တော်တို့ဖြစ်နေတဲ့ဆက်ဆံမှုတွေဘာနဲ့ပတ်သက်ပြီးတော့မှလည်းသိချင်ပါတယ်ဒီကအိုင်ဒီအတွက်ဒီဟောက်ကဘယ်လိုလုပ်ကြောက်ကြောက်တဲ့အရပ်တော်မှာဒီကတော့ဘူလာဒန်စောင်းတင်တာကအလေရာအဆင့်ရှိတဲ့စာတင်စောင်းဖို့လည်းကျွန်တော်တို့ဆောက်လုပ်တော့ပို့ပြီးထားပါဘူးဒီလုပ်ငန်းနဲ့အားလုံးကိုကျွန်တော်တို့အနေနဲ့ရထားရနေရအဲဒါကတော့ဆက်တော့မှတ်သားမယ်အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အေတို့အပြစ်ခက်ရစဲမှုဟာတစ်နှစ်ပြည့်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ15ရက်နေ့ကရခိုင်ပြည်နယ်ကိုသူတွားရောက်လေ့လာခဲ့ချိန်မှာရခိုင်ပြည်နယ်အတွင်းငြိမ်းချမ်းတဲ့အခြေအနေကိုမြေတွေ့ခဲ့ရသလိုသူအနေနဲ့ပြင်းထန်တဲ့တိုက်ပွဲတွေကြားမှာအနှဲငယ်မျှသောအင်အားနဲ့အပြစ်ခတ်ရစဲရေးအတွက်ပါဝင်ခဲ့ရတာကိုကျင့်တဲ့လို့မစ္စတာဆာဆာကာဝါက ပြောပါရယ်။အင်တက်မတော်ကြားချက်မှာအပြစ်ခတ်ရစဲရေးဖြစ်ကြတာဆို ちょうど1年目に当たります。現場で大変激しい戦闘がございましたけれども、よって冷戦が実現し、そして今、平和な状況になっているというとことをお伝えいただきましたが、残念ながら、IDT キャンプ、それぞれの民族のキャンプ、 စောင့်မြတ်တုန်းကကျွန်တော်တွေ့ကြုံခံစားခဲ့ရတဲ့အတိုင်းပဲအဲဒီအမေကတော့တော်တော်များများချပတ်အစိုးရရဲ့မြန်မာနိုင်ငံအမျိုးသားပြည်နယ်တင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်မစ္စတာဆာဆာကာဝါဟာဆိုရင်ပြီးခဲ့တဲ့နှစ်ကရခိုင်ပြည်နယ်မှာတိုက်ပွဲတွေမဖြစ်ပွားဖို့အဓိကကြားဝင်ညှိနှိုင်းပေးခဲ့သူလည်းဖြစ်ပါတယ်မစ္စတာဆာဆာကာဝါဟာတိုင်းသာလက်နက်ကိုင်အေနဲ့အစိုးရအကြားတနည်းပြအပြစ်ခတ်ရစဲထားတဲ့အထိမ်းအမှတ်ဖြစ် ရခိုင်ပြည်နယ်ကိုလာရောက်လေ့လာတာဖြစ်ပြီး2020ပြည့်နှစ်နိုဝင်ဘာလအတုံးကရခိုင်ပြည်နယ်ကိုပထမအကြိမ်ရောက်ရှိခဲ့တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆက်လက်ပြီးတော့နေစဉ်မိုးလေဝသသတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာမိုးလေဝသနဲ့စရဗီယာ UC ဌာနကထုတ်ပြန်ထားတဲ့နိုဝင်ဘာလ19ရက်နေ့တွင်မိုးလေဝသအခြေအနေခန့်မှန်းချက်ကတော့ပင်လယ်ပင်လယ်အနောက်တောင်ပိုင်းအိန္ဒိယနိုင်ငံတမီနာဒူမြောက်ပိုင်းကမ်းလွန်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ် depression သည် အနောက်မြောက်ဘက်သို့ရွှေ့ရှားခဲ့ပြီးအိန္ဒိယနိုင်ငံတမီနာဒူမြောက်ပိုင်းကမ်းခြေနှင့်ရင်းနှင့်ဆက်စပ်လျက်ရှိသောအင်ဒရာပရာဒိရှ်တောင်ပိုင်းကမ်းခြေတို့ကို ပူဒူချယ်ရီမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်လျက်ရှိပါသည်။အဆိုပါမုန်တိုင်းရဲ့ဒီပရက်ရှင်အားအနောက်မြောက်ဘက်သို့ဆက်လက်ရွှေ့ရှားမည်ဟုခန့်မှန်းရပါသည်။ တင်လာပင်လယ်မြောက်ပိုင်းနဲ့အရှိအလယ်ပိုင်းတို့တွင်တိမ်အနေငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကျန်ပင်လယ်ပင်လယ်တို့တွင်တိမ်အသင့်အင့်ဖြစ်ထွန်းနေပါတယ်ယနေ့ညနေအထိခံမှန်းချက်ကတော့တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျကျနေရန်ကုန်တိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရှာနှုံး80ဖြစ်ပါတယ်ကျန်တိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်တိမ်အသင့်အင့်ဖြစ်ထွန်းပြီး မြန်မာဘယ်လံပြင်းအခြေအနေကတော့လှိုင်းတင်တင်ရှင်ပြီလှိုင်းမြန်မာမြန်မာကန်ရုံးနဲ့တခြားနယ်ကန်လုံးပင်လယ်ပြင်တို့တွင်ငါးပေမှရှစ်ပေကန်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခံမှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်နေပြည်တော်နဲ့နေဒီဝိုက်တို့ရနေညနေအထိခံမှန်းချက်ကတော့တိမ်အထင်အထင်ဖြစ်ထွန်းပါမယ် ရန်ကုန်မြို့နယ်နီးတစ်ပိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရန်ရာနှုံး60ဖြစ်ပါတယ်မန်းလင်းမြို့နယ်နီးတစ်ပိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်ကတော့တိမ်အသင့်တင့်ဖြစ်ထွန်းပါမယ်ခင်ဗျာဟုတ်ကဲ့ပါနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းတစ်ခုမှာတော့ဗီဒရှကိုလံဘီယာတွင်မိုးကြီးသဖြင့်အကြီးအကျယ်ရေလွှမ်းမိုးခံစားနေရဆိုတဲ့သတင်းမျိုးဖြစ်ပါတယ် စိဘိတ်ကမ်းခြေမှာစံချိန်တင်မိုးရွာသွန်းမှုကြောင့်အကြီးအကျယ်ရေလွှမ်းမှုမှုထိခိုက်ခံစားနေရတဲ့ဒေသကလူတွေကိုကဲထုတ်ပေးဖို့နဲ့အကူအညီတွေပေးဖို့ကနေဒါကသူ့ရဲ့စစ်တပ်တွေကိုစေလွှတ်ထားရပါတယ်လို့အစိုးရကဗိုလ်ရုံးကပြောပါတယ်ဒီတစ်ပတ်ထဲမှာဗီဒက်ရှာကိုလံဘီယာပြည်နယ်မှာမိုးရွာသွန်းမှုတွေကြောင့်ရှင်မောင်းသူတွေဟာမီးပြိုရာတွေကြားပိတ်မိနေကြရပြီးအ ਨੇ ဆုံးလူတအူးသေဆုံးခဲ့ရပါတယ်အဲ့ဒီအပြင်လူနှစ်ဦးပျောက်ဆုံးနေပါတယ် လူထောင်ပေါင်းများစွာအိုးအိမ်တွေစွန့်ခွာခဲ့ကြရပါတယ်။ဗန်ကူးဗားနဲ့ရင်းရစိတ်ကမ်းတွေနဲ့အဆက်ပြတ်တောင်နေခဲ့ရပါတယ်။သေဆုံးသူတိထက်တိုးလာနိုင်တဲ့အခြေအနေလည်းရှိနေပြီးနောက်ဆုံးသတင်းများအရအဲ့နေရာကိုအစိုးရကအရေးပေါ်အခြေအနေကြေညာထားရပြီးတောင်ပိုင်းပြည်သက်ရှာကိုလံဘီယာမှာအကြီးအကျယ်ရေရှမ်းတာကိုပြန်လည်တုံ့ပြန်နိုင်ဖို့အတွက်ကနေဒါလေးစိတ်ကိုတက်တွေနေရာချဖို့အတည်ပြုလိုက်ပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ ထောက်ပံ့ရင်ကွင်းဆက်တွေကိုကူညီဖို့နဲ့ရေကြီးရေရှမ်းမှုနဲ့မြေပြိုမှုတွေကာကွယ်ဖို့အတွက်ဖြစ်ပါတယ်လို့ပြည်သူ့ရေးရလုံခြုံရေးဝန်ကြီးပီပလီယာက Twitter မှာရေးသားထားပါတယ်။တမိုင်းဝင်နဲ့ကြောက်စရာရေကြီးရေရှမ်းမှုတွေကြောင့်ဗီလရှာကိုလံဘီယာတခြားကပြည်သူတွေဘဝတွေအဆက်ပြတ်တောက်မှုတွေနဲ့ဆုံးရှုံးမှုတွေဖြစ်နေခဲ့ရပါတယ်လို့အမေရိကန်နဲ့မက္ကဆီကိုကောင်းဆောင်တွေနဲ့မတွေ့ခင်ကနေဒါဝန်ကြီးချုပ် Justin Trudeau ကပြောပါတယ်။ Federal ကကူညီမဲ့အကြောင်းသူကကတိပေးပါတယ်။ ဒီလိုဆိုရတဲ့ရာသီဥတုဖြစ်ရရဲ့အကျိုးဆက်တွေအပြီးအဲ့ဒီနေရာတန်ရှင်းရေးလုပ်ဖို့ ਨੇ ပြန်လည်တိဆောက်ဖို့အစိုးရကလုပ်ပေးမယ်လို့သူကဆိုပါတယ်ပြီးသူရေးရလုံခြုံရေးဝန်ကြီးမိုက်ဖန်ဝေါ့ကလည်းဒီဖြစ်ဟာရာသီဥတုနဲ့နှီးနွယ်တဲ့ဖြစ်ရဆိုတာတန်နေရဖြစ်เสียမလို့ဘူးလို့လည်းပြောပါတယ်ကလပ်စကိုကရာသီဥတုညီလာခံမှာကမ္ဘာကောင်းဆောင်တွေတွေ့ဆုံပြီးရပိုင်းအတွင်းမှာဒီလိုရာသီဥတုဖောက်ပြန်မှုအကျိုးဆက်ကြီးခန်းစားရတာဖြစ်တယ်လို့ ALP ကရေးသားထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကုတင်ဆက်ပေးခဲ့တာကတော့ TV ရန်ကုန်တိုင်းရဲ့နေ့စဉ်သတင်းစီစဉ်မှာဖြစ်ပါတယ်ကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ဇော်လင်းထပ်ပါ